crazy rock ဆိုတဲ့ဂိမ်းရရင်ငွေထုံကြီးမေးထားတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဒီဗီဒီယိုထဲမှာကျွန်တော်လက်တွေ့ထုတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်ရဲ့အကောင့်လေးဖြစ်ပါတယ်ကျွန်တော်အကောင့်လေးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်နမူနာလေးထုတ်ပြมาဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တစ်ခုလောက် ြိုပြီးရှင်းပြထားခြင်းတာကျွန်တော်မနေ့ကတုန်းကအစင်းစင်ပေါ့နော်အစင်းစင်ထုံနီးကိုကျွန်တော်ဗီဒီယိုလေးလုပ်တယ် screen record လေးဖမ်းတယ်အဲ့ဒီနေရာမှာနီးပညာ error တက်သွားပြီးတော့ကျွန်တော်အဲ့ record လေးကိုမရလိုက်ဘူးဗျမရလိုက်တော့တဲ့အတွက်အခု video ကတော့မိတ်ဆွေတို့ကျွန်တော်သဘောတရားလေးပဲဟိုရှင်းပြမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်ငွေထုတ်လို့ရအောင်လို့ကျွန်တော်စောင့်ရင်အရန်ကြာသွားမှာဖြစ်လို့ကျွန်တော်မိတ်ဆွေရလည်းသိကျင်နေရဆိုတော့နော်ကျွန်တော်လက်တွေ့ပေါ့အစင်တစင်ချင်းဆိုတာထက်ကျွန်တော်သဘောတရားလေးတွေရှင်းပြလိုက်မယ်ဗျနောက် ကျွန်တော်ငွေထုတ်လို့ရရင်တော့ကျွန်တော်အကြိုင်ရောတေချာလေးထပ်ပြီးတော့တင်ပေးပါမယ်ဒီဗီဒီယိုထဲမှာတော့မိတ်ဆွေတို့သိခံပြီးတော့တခြားလောက်ကြည့်ပေးပါအောင်ဗျ။เนาะကျွန်တော်ဒီဂိမ်းမှာငွေထုတ်တဲ့နေရာနှစ်နေရာရှိပါတယ်ဗျ။ เนาะကျောင်းဒီငွေအစိမ်းနေရာရဲ့ဒီ क्वाइन နေရာရဲ့เนาะအဲ့ क्वाइन နေရာ क्वाइन နေရာကတန်းထုတ်လို့ရတယ်เนาะအဲ့ဒီ क्वाइन ကတန်းထုတ်လို့ရတယ်သူက0.2ဒေါ်လာဆိုတာနဲ့တန်းထုတ်လို့ရတယ်ဒါပေမဲ့ဝယ်တဲ့သူတွေအဆင်ပြေအောင်เนาะအနည်းဆုံး1ဒေါ်လာရင်စထုတ်ပေါ့เนาะပြီးတော့အဲ့ क्वाइन ကိုဘယ်ရောက်ပေါင်းမှလဲဆိုတော့เนาะဒီမှာကျွန်တော်တစ်တာလေးရှိတယ်ကျွန်တော်တို့ခု ပေါ့နော်ဒီဂိမ်းတွေဆော့လို့ရလာတဲ့ coin တွေကဒီတစ်တာတွေဝင်သွားတာပါအဲ့တစ်တာတွေမှာကျွန်တော်တို့က daily test တွေလုပ်ပြီးတော့မှတစ်တာကိုပွင့်အောင်ဖွင့်မယ်ဒါဆိုရင်ဒီတစ်တာတွေက coin တွေကဒီကိုသွားပေါင်းမယ်အဲ့ဆိုရင်တန်းထုတ်လို့ရပါတယ်နော်သူ့ဘာသာသူဆိုရင်တော့ဒီ coin လေးတွေကနဲပါတယ်ဒီငွေအစိမ်းကတော့များတယ်များတယ်ဒါပေမဲ့သူကကြတော့ပေါ့နော်တချို့အကောင့်တွေကတန်းထုတ်လို့ရတယ်တချို့အကောင့်တွေကကြတော့ နောက်တစ်ဆင့်လုတ်ခိုင်းတယ်နောက်တစ်ဆင့်ကလည်းပါတယ်ဆိုတော့ကျွန်တော်တို့ daily test တွေလုပ်ရင်အဲ့မှာဥကြိုပုံစံလေးတွေပါတယ်เนาะအဲ့ဥကြိုလေးတွေနဲ့ကျွန်တော်တို့ကအဲ့ဒါလေးတွေကို level လေးတွေမြင်ပြီးတော့ထုတ်ရတာပါဒါလေးကိုကျွန်တော်ပြီးရင်တခြားလေးရှင်းပြပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီငွေအစိမ့်ဘက်ကိုတစ်ချက်ဝင်ကြည့်လိုက်မယ်เนาะ ငွေအစိမ့်ဘက်ကိုရောက်ပြီဆိုရင်တော့ဒါကတော့ကျွန်တော်ကမနေရထုတ်ထားလို့เนาะဒါကျွန်တော်ထပ်ပြီးတော့ပေါ့မရှင်ထပ်လို့ရတဲ့သဘောပေါ့เนาะကျွန်တော်မနေရတော့ပထမအဦးဆုံးအကြိမ်ထုတ်တုန်းကမရှင်ဝင်စရာမလိုဘူးတန်းပြီးတော့ထုတ်လို့ရတယ်เนาะဟိုဘက်ကကွိုင်လို့ပဲတန်းထုတ်လို့ရတယ်ဒုတိယအကြိမ်ထုတ်တဲ့ခါမှာကျွန်တော်10ဒေါ်လာထုတ်လိုက်တဲ့အတွက်ငွေအမောက်လည်းများတယ်ပြီးတော့သူတို့တတ်မှတ်ထားတဲ့ daily limit ပြည့်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကိုမရှင်ဝင်ခိုင်းတာပေါ့ဒီမရှင်ကလည်းစိတ်ပူစရာမလိုဘူးเนาะဒီမရှင်ကိုရောက်ပြီဆိုရင်ဒီလို ဥကျိုလေးတွေစုရမယ်เนาะအဲ့ဥကျိုလေးတွေကဘာမှရတာလဲဆိုတော့ကျွန်တော်ပြပေးမယ် daily test တဲမှာเนาะဒီမှာเนาะ daily test တဲမှာဒီမှာတငယ်ချင်း fake ခေါ်ရင်လည်းတခုရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ daily test တွေပြီးသွားရင်လည်းတခုရမယ်เนาะအဲ့ဒါမျိုးလေးတွေလုပ်ပြီးတော့ကျွန်တော်တို့စုသွားလို့ရပါတယ်เนาะစိတ်ပူစရာမလိုပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ထုတ်ထားတဲ့အခြေအနေမလို့ထုတ်မထုတ်ရသေးတဲ့အခြေအနေဆိုရင်ဗျာဒီလိုပေါ်တယ်เนาะဒီလို 5.24ဒေါ်လာတန်းဒေါ်လာအဒေါ်လာ20ဆိုပြီးပေါ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ငွေပမာဏကနော်သူ့10ဒေါ်လာဆိုလဲ10ဒေါ်လာပေါ့ဟို9.24ဆိုတာ24ပေါ့အဲ့အကွက်လေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးရင်အောက်က withdraw ဆိုတာလေးအဲ့ချိန်ကျရင်စိမ့်နေလိုက်မယ်နော်အဲ့ withdraw ကစိမ့်နေလိုက်မယ်စိမ့်နေရင်အဲ့ဒါလေးကိုနှိပ်ပြီးတော့ထုတ်လိုက်ပါတန်းထုတ်လို့ရရင်အဲ့ဒီမှာသူက gmail တွေဖြည့်ခိုင်းလိုက်မယ်မိတ်ဆွေတို့ကျွန်တော်အဲ့မှာအဓိကပြောချင်တာက ပေးပေအကောင့်ရှိเสียမလို့ဘူးเนาะ Gmail အကောင့်တကောင့်ရှင်ထုတ်လို့ရတယ်အဲ့ Gmail က active ဖြစ်ကြမယ် active ဖြစ်ကြမယ် Gmail တည်နေလို့မရဘူး Gmail storage full ဖြစ်နေလို့မရဘူးဘာဖြစ်လို့လဲဆိုတော့တချို့တည်နေတဲ့ Gmail တွေကဟိုမေးတွေပေါ့เนาะအဲ့လို link တွေဝင်မလာဘူးပြီးရင် storage memory storage ပြည်နေလည်းဝင်မလာဘူးပြီးတော့နောက်တစ်ခုကတချို့တွေကြတော့ပေးပေအကောင့်ဖွင့်ဘူးတဲ့ Gmail နော်အဲ့ဒီဟာဆိုရင်ပေးပဲအကောင့်လည်းဖွင့်ဘူးတယ်ဒါပေမဲ့လက်ရှိမှာအဲ့ပေးပဲအကောင့်ကြီးသုံးမရနေဘူးဆိုရင်အဲ့လိုကြီးမင်းမျိုးမသုံးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုထုတ်လိုက်တယ်အဲ့ငွေတွေကအဲ့ပြက်နေတဲ့ပေးပဲအကောင့်တွေကိုဝင်သွားမှာဖြစ်လို့ပါဗျာနော်အဲ့ဒါလေးကိုသတိထားပေးပါဆိုတော့ဒါဆိုရင်တော့ဒါဒီဘက်ကဒါငွေထုတ်ဖို့တော့ကိုမရှင်ထပ်ဝင်ရတာပါနော်ဒီငွေထုတ်လို့ရရင်လည်းကျွန်တော်ဗီဒီယိုလေးလုပ်ပြီးထပ်တင်ပေးပါမယ်ဗျာနော်လောလောဆယ်ကတော့ဒီငွေထုတ်တယ်ဆိုတော့အကြမ်းမြင်လေးရှင်းပြပေးထားတာပါနော်ဒီဘက်ကငွေထုံဒီဒါဆိုရင်ကျွန်တော်ဟိုဘက်ကကွိုင်ဘက်ကိုသွားကြည့်လိုက်မယ်နော် ဒီ coin ဘက်ကိုတွားကြည့်လိုက်မယ်ဒီ coin ဘက်ကတော့သူကအ ਨੇ ဆုံးပမာဏ0.2ပေါ့เนาะ0.2ဒေါ်လာဆိုရင်သူကထုတ်ခွင့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကရောင်းအဝယ်ရအစင်ပြအောင်လို့เนาะ1ဒေါ်လာ2ဒေါ်လာလောက်မှအ ਨੇ ဆုံးထုတ်ပေးပါဒီလိုပြလာပြီဆိုရင်ကျွန်တော်အောက်ကကို draw all ဆိုပြီးအစိမ်းအောင်လေးကိုနှိပ်ပါမယ် နော်ဒီမှာဒါကျွန်တော်ဖြည့်ပြီးသားဖြစ်နေလို့နော်မိတ်ဆွေတို့ကမဖြည့်ရသေးဘူးဆိုရင်ဒီအကောင့်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ Gmail ကိုထည့်လိုက်ပါပြီးရင်အောက်မှာ name ဆိုတာပေါ်လိုက်မယ်ဗျာအဲ့ name မှာကျတော့ Gmail ရဲ့နာမည်ကိုထည့်လိုက်ပါအတိအကျမဟုတ်ရင်လည်းခန့်မှန်းခြေထည့်လို့ရပါတယ်နော်အဲ့ဒါလေးကိုထည့်ထည့်ပြီးတော့ရင်ကျွန်တော်တို့က အဲ့လိုလုပ်ပြီးဆိုရင်ဒီလိုထပ်ပေါ်လာလိုက်မယ်နော်ဒီဒီအဆင့်လိုထပ်ပေါ်လာလိုက်မယ်ကိုထုတ်တဲ့ငွေပမာဏကဒီလောက်ဒီလောက်မှန်လားပေါ့နော်အအတီးပြုတ်ခိုင်းရင်ကျွန်တော်မှန်တယ်ဆို confirm ကိုနှိပ်လိုက် confirm ကိုနှိပ်လိုက်တာနဲ့နောက်တစ်ဆင့်ကဘာသွားမလဲဆိုတော့ကျွန်တော်ဒီမှာနှိပ်ပြတော့ဘူးနော်ငွေနဲနေလို့နောက်တစ်ဆင့်က happy to accept ဆိုပြီးတော့မှအဲ့မှာပေါ်လာလိုက်မယ်ဗျာအဲ့ဒါလေးကိုထပ်နှိပ်လိုက်ထပ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ငွေထုတ်တဲ့ဟာက withdrawing ဆိုပြီးတော့နော်ဒီအပေါ်မှာသွားရောက်နေလိုက်မယ်နော် ဒီဘော်ကိုသွားရောက်နေလိုက်မယ်ဒီမှာเนาะကျွန်တော်မနေ့ကတုန်းကဒီမှာထုတ်ထားတာဒါ၈ရเนาะ၈၅တသမ2လေးကိုထုတ်တယ်ဒီအနောက်ကအကွိုင်ဘက်က2တသမ9ခွန်ထုတ်လိုက်တယ်ဒါပေမဲ့ Gmail error တက်ပြီးတော့ကျွန်တော်ကဒီကမ်းဘက်ပေါ့เนาะ gain နဲ့ကိုပြန်ဝင်လာတာဝင်လာလို့ကျွန်တော်နောက်တစ်ချိန်ကွိုင်နေရထုတ်တာကြတော့ဒီမှာရပြီเนาะ2.85ထုတ်လိုက်တာကျွန်တော်မေးရဲလဲရောက်နေပြီဒါပေမဲ့ဒီပေးပယ်တဲ့ကဒီဟိုရှေ့ကငွေအစိမ်းတွေကထုတ်လိုက်တဲ့9.24ကတော့ မနေ့ကဂျီမေးအဲ့ဒါတက်တဲ့အတွက်အကိန်းလေးကိုပြန်ဝင်လာတယ်ဒါပေမဲ့10ဒေါ်လာကျွန်တော်ဒုတိယချိန်ထုတ်လိုက်တဲ့အချိန်မှာငွေပမာဏလည်းများတယ်ပြီးတော့လည်းသူတို့ limit ပေါ့နော် limit ပြည့်သွားတဲ့အတွက်ကျွန်တော်မစ်ရှင်တစ်ခုလောက်ခိုင်းလို့ခုနကျွန်တော်ပြခဲ့တဲ့မစ်ရှင်ကျွန်တော်လုပ်နေရတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီမေးထဲမှာဟိုဘယ်လိုစရောက်လဲဆိုတာကိုကျွန်တော်မေးထဲကိုတွားကြည့်လိုက်မယ်ဗျာ ကျွန်တော်ရဲ့ Gmail ထဲကိုသွားဝင်ကြည့်မယ်เนาะ Gmail ထဲမှာဒီလိုပေးပယ်ရရင်စာလေးပို့နေလိုက်ပါမယ်เนาะအဲ့ဒါကျွန်တော်မနေကျွန်တော်ကတော့မနေရထုတ်ထားတာပါเนาะသူကနိုင်ပိုင်းတွင်ပဲချက်ချင်းမြန်တယ်เนาะကျွန်တော်အဲ့ထဲကိုဝင်ကြည့်လိုက်မယ်ဒီမှာเนาะ2.85ဒေါ်လာเนาะကျွန်တော်မနေရထုတ်ထားတာဒီမှာအော်တိုဘာလာ3ရက်နေရเนาะအရန်မြန်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဘာလုပ်ရမှာလဲဆိုကလိန် UR payment เนาะဒီမှာဒီစာလုံးမှာကလိန် UR payment အဲ့ဒါလေးကိုတစ်ချက်ဖိလိုက်ပါမယ်เนาะ ပြီးရင်အဲ့ဒီမှာ copy URL ဆိုတာရှိရယ်နော်အလဲမှာနော်အလဲမှာအဲ့ copy URL URL ဆိုတာလေးကိုဖိလိုက်ပါဖိပြီးရင်ဒါရပြီ copy ဆွဲပြီးပြီကိုရောင်းမဲ့သူစီကိုတွားပြီးတော့ Telegram ဆိုလဲ Telegram ပေါ့နော်ဟို Viber ဆိုလဲ Viber ပေါ့အဲ့ဒီအရင်အဲ့ link ကိုပို့လိုက်ရင်ဒါသူ့ဘက်ကအဲ့ link ကိုကလိန်ရင်ဒါအယောင်းဝယ်လုပ်လို့ရပါပြီကျွန်တော်တို့ရဲ့ဒီ PayPal link ဒေါ်လာ link ကိုသူကကလိန်ပြီးတော့မှကလိန်နေဆိုငွေထုတ်ပြီးတော့မှ သူ့ဘက်ကဒီဒေါ်လာကြတဲ့ ပေါက်ဈေးတိုင်းပေါ့နော် KB ဝေပေးနဲ့ပြန်ရှင်းပေးမှာဖြစ်ပါတယ်ခင်ဗျ